damn it ကျွန်တော်တို့ဟာတော့သူသူများကြီးအွန်လိုင်းအွန်လိုင်းကျင်းလိုက်လို့မဖြစ်နိုင်ဘူးဆိုပေမဲ့ဒီ2025ထဲမှာတော့တခုခုတော့အရွေးတခုခုတော့ရွေးနိုင်မယ်မယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်ခင်ဗျာပထမဦးဆုံးတော့အောင်မဲ့ဟာကကျွန်တော်တို့အတွက်တကယ်အရေးပါတဲ့နေစဒေတာတကိုကျွန်တော်တို့လက်ထက်ရောက်ဖို့ကဒါပထမဦးဆုံးခြေလှမ်းပဲဖြစ်တယ်အဲဒါကြောင့်လို့ဒီခြေလှမ်းတွေဟာဟိုပြောရမယ်ဆိုရင်ဒီဟိုပထမဦးဆုံးဟိုဒီ green နဲ့ဆက်ဆက်နေတဲ့တပ်မ၅ပဲပါဆိုကျွန်တော်တို့ 2021မှာစပြီးတော့အကုန်လုံးရှင်းလိုက်ပြီအခုတက်မခွန်စုံနည်းနည်းပါပါကျန်တယ်တက်မ6ရက်မှလည်းနည်းနည်းပါကျန်တယ်တက်မ4ရက်မှဆိုရင်လည်းတကယ်ကုံသွေးစခန်းကြီးတွေဖြစ်တဲ့ TK တို့ ठी ထားတွေလည်းကျွန်တော်လက်ထဲရောက်သွားပြီเนาะဒီတက်မ6နဲ့ခွန်ကြားမှာရှိတဲ့အဲ့ဒီဒီမြောက်ရီမဲဆောက်ကိုဆိုတာလည်းကျွန်တော်ထိန်ချုပ်လို့ရသွားပြီဘာပဲဖြစ်ဖြစ်ပေါ့เนาะဒါတွေကကျွန်တော်တို့ပထမဆုံးလောက်တဲ့အနေထားပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က တော်လန်ရေးအထူးသဖြင့်ကိုယ်နဲ့မြေသိမ့်ပိုက်ရေးမှဆိုရင်အဆင်နဲ့သွားတာလေတခါတည်းဟိုလောဘကြီးပြီးတော့ဟိုတခါတည်းဟိုအထဲမှာသွားပြီးတော့စုပြီးတော့သွားနေတဲ့အနေထားမျိုးထက်ကျွန်တော်တို့မှာတခါတည်းအခြေခံကောင်းကောင်းနဲ့ဆက်ပြီးတော့ခြေလှမ်းဆန်းနေတာပို့ပြီးတော့အကောင်းဆုံးဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အခုစစ်ရေးဘက်မှာဆိုရင်ဒီနေဆက်တကြောပို့တော့တိကြအောင်ကျွန်တော်ဆက်လုပ်နေတဲ့အနေထားပဲဖြစ်ပါတယ်လို့နော်哇，对嘞！哎，别着急啊，哎哥。哇，你这秀才叫完了，哇，破地了。 ီစခန်းတွေရှိနေသမျှတော့ကျွန်တော်တို့ရဲ့ဟိုသူသူဖြင့်ကျွန်တော်တို့ကိုတိုင်းကိုပြီကိုဟိုကိုနယ်ကိုပြန်ပြီးတော့အုပ်ချုပ်တဲ့အခါမှာအများကြီးနှောက်ယှက်ဖြစ်ပါတယ်ကျွန်တော်တို့ကကိုချစ်တော်ကိုယက်တည်နေရတဲ့လူတွေဖြစ်တယ်အဲဒါကြောင့်မလို့ကိုချစ်တော်ကိုယက်တည်နေရတဲ့အနေထားမှာကိုရဲ့ဝင်ဝင်လမ်းကြောင်းတွေကအမတန်ရေးကြီးရပါတယ်တော့ဘသူမှလာပြီးတော့လဲပေးတာလဲမလှူတာလဲမဟုတ်ဘူးအဲဒါကြောင့်မလို့ကျွန်တော်တို့ကိုယ်တိုင်ယက်တည်နိုင်ဖို့အတွက်ဒီနေစာတချောမှာပိတ်ခန့်နေတဲ့ဒီ စခန်းတွေအားလုံးစခန်းကြီးကြီးပဲပြောပြောသေးသေးပဲပြောဘာမှကျွန်တော်တို့မထားပြတော့ဘူးအကုန်လုံးဟိုရှင်းထုတ်လိုက်ဖို့ဆိုတာအမြဲတမ်းရည်ကြီးတဲ့ချက်ဖြစ်တယ်အဲ့ဒါပထမခြေလှမ်းလို့ကျွန်တော်ပြောလို့ရတာပေါ့အဲ့ဒီကနေဆင့်ပြီးတော့နောက်ခြားတက္ကသိုလ်လှမ်းဖို့အတွက်အတော်တော်လေးကိုအချိန်ကြီးကောင်းသွားတယ်လို့ပဲပြောရတော့မှာပါနော် စခန်းပေးရောစခန်းအလတ်ရောစခန်းပြူဟာစခန်းတွေရောတော်တော်များများကျွန်တော်သိမ့်ပိုက်လုပ်ကောင်းတလောက်ရှိပြီဟိုအနေအချင်းပဲကျန်လာတော့တလုံးစားနှလုံးစားပါတော့ပြူဟာဆိုလည်းတလုံးစားအဲ့လိုမျိုးပဲကျန်တော့တယ်အဲ့ဒါရောမလို့ကျွန်တော်တို့ပြောလိုက်ကျင်တာတော့ဒါကတော့ကုံတော့မကုံသေးဘူးဆိုပေမဲ့ဆက်ပြီးတော့တွန်းသွားမယ်ဘာဖြစ်အဲ့ဒါပြီးတဲ့နောက်တလန်းဆက်တဲ့ဘူးကတော့ကျွန်တော်တို့စီစဉ်နေပါတယ်ကောင်းနေသတိပြရတော့ဒါတို့မတတ်ဘူးနော်ဟုတ် ျွန်တော်တို့ဒီလွန်ခဲ့တဲ့3နှစ်30ကျော်ကျော်မှာဆက်ပြီးတော့ကျွန်တော်တို့နေစားဟိုထိတ်ကျုံနေမြေတွေကိုဟိုစစ်အာဏာရှင်တွေကနေပြီးတော့ဟိုအရယူသိမ့်ပိုက်လာတိုက်ခဲ့တာကိုအဲ့ဒါကိုအဓိကတွေ့နေရတယ်အဓိကအချက်ကကျွန်တော်တို့ရဲ့ရက်တည်မှုကို လုံးဝမမရှိမရှိတော့အောင်သူတို့ရိုက်ချိုးလိုက်တာပါလေအဲ့ဒါကြောင့်မလို့ဘာဖြစ်ဖြစ်ဒီဟာတွေကဘယ်လိုပဲလုပ်လို့ပေါ့နေ့30အတွင်းမှာတော့ကျွန်တော်တို့ခက်ခဲရက်တည်ရက်တည်ခဲ့ရတယ် နောက်ပြီးတော့လည်းပြောရမယ်ဆိုရင်အဲ့ဒီနေရာတည်းကလည်းလွန်ခဲ့တဲ့နှစ်30ဆိုရင်တော့ကျွန်တော်တို့နဲ့ဟိုကြကုတ်ကြခဲတကယ်ကိုပွဲကြီးပွဲကောင်းနေနှွဲခဲ့တဲ့နေရာတွေဖြစ်တယ်။အခုလက်ရှိလူငယ်တွေဆိုတော့သိကြမှာလည်းသိမှာပါနော်နှစ်30ကျော်ဆိုတော့တော်တော်လေးတော့ဝေးသွားပြီ။ဒါပေမဲ့လို့အဲ့ဒီချိန်ကာလမှာတနိုင်ငံလုံးအတိုင်းအတာကြည်ရကြည်ကြည်တဲ့အခါမှာကျွန်တော်တို့တိုက်ပွဲဖြစ်နေတဲ့နေရာဆိုတာကတော့ချင်းချင်းပြောရမယ်ဗျာကျွန်တော်တို့နေမြေပဲအများစုဖြစ်နေတယ်လေတခြားနေမြေတွေကအကုန်လုံး ဟိုအပြစ်ခံရစေလောက်ကြတယ်ဆိုတော့တော်တော်တိုက်ပွဲတွေမဖြစ်တော့လောက်ပဲရှိတယ်။အဲကြောင့်မလို့ဒီတိုင်းပြည်တစ်ပြည်လုံးမှာရှိတဲ့ဒီနဝတနာအဖတ်စစ်အင်အားတွေကကျွန်တော်တို့စီကိုပြုတ်ပြီးတော့တိုက်ရင်ပေါင်းရာရာကနန်းချီပြီးတော့ကျွန်တော်တို့နေပြီးတော့ထိုးပြီးတော့စစ်ကြောင်းထိုးပြီးတော့တခါတည်းစစ်စင်ကြီးကြီးကြီးလောက်ရဲခါမှာကျွန်တော်တို့နေစားတကြောမှာကျွန်တော်တို့နေစားတကြောမှာကီလိုကီလိုမီတာပေါင်းထောင်နဲ့ချီရှိတယ်ဗျာရှင်းပြောရရင်မျက်စိထဲမှာတန်းမြင်နိုင်အောင်ဆိုရင်တော့အတွင်းဘက်မှာရှင်ပြီးကြည့်မယ်ဆိုရင် ဟိုဘမပီရဲ့ဟိုမန္တလေးတိုင်းပဲခူးတိုင်းရဲ့အစနဲ့စပြီးတော့ဟိုအဝဆင်းလာတစိုးကြောကင်းပြင်းနေမှုပြင်းနေတနင်္လာရီတိုင်းပေါ့တောင်အထိဆုံးတဲ့နေရာအထိကိုရှည်လျားတဲ့နေရာတွေဖြစ်တယ်အဲ့လောက်ရှည်လျားတဲ့နေရာတွေကိုကျွန်တော်တို့ဘက်ကတခါတည်းဒီစစ် အနာရှင်တွေကနေမရက်မကတခါတည်းအကုန်ဖိမ့်ပိုက်ယူထားတဲ့နေရာလို့ပြောလို့ရတယ်ဗျာအဲဒါကြောင့်မလို့ကျွန်တော်တို့လက်လို့ဆုံးရှုံးရတာကျွန်တော်တို့နေစားစခန်းတွေကုံသွေးစခန်းတွေဖြစ်တဲ့ဘာပဲဖြစ်ဖြစ်ဒီနှစ်30အတွင်းမှာတော့ကျွန်တော်တို့ခက်ခဲရက်တည်ပြီးတော့ဒီကြားထဲမှာလည်းကျွန်တော်တို့အဖွဲ့အစည်းအတွင်းမှာလည်းအကွဲပြဲတွေက1994မှာစဖြစ်တဲ့ဟာအဲ့ဒါတွေကလည်းတော်တော်လေးကိုဖြစ်နေတဲ့အခြေအနေပေါ့နော် ျွန်တော်တို့အထူးစူးစမ်းနေတာကတော့တယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်ကပဋိမပက်ခမဖြစ်ရေးဘူးတော့ကျွန်တော်တို့ထိမ့်သိမ့်တယ်အဲ့ဒီထိမ့်သိမ့်တဲ့အပေါ်မှာလည်းပဲတော်တော်လေးကိုဝေဖန်ခံရတဲ့အနေထားရှိတယ်။တော့ဘာပဲဖြစ်ဖြစ်စစ်အာဏာရှင်ကိုဟိုမတိုက်တဲ့လူပန်းတွေကကျွန်တော်တို့အကုန်လုံးတိုက်ချရမယ်ဆိုတော့အဲ့ဒီအတွေးခေါ်မျိုးကတော့ကျွန်တော်တို့ကဒါမျိုးတွေတိုက်လာခဲ့တာလဲတစ်ပေါင်း20ရာအဖေးကြီးလိုက်တာကျွန်တော်တို့လူထုတွေရောကျွန်တော်တို့စစ်သားတွေရောပဲ ဒီကိုပြန်ကြည့်လိုက်မယ်ဆိုဘသူတွေသိလဲကျွန်တော်တို့ကရင်ချင်းချင်းပဲသိတယ်ဘသူအမြထွက်လဲစစ်အာဏာရှင်တွေပဲအမြထွက်တယ်အဲ့ဒါကြောင့်မလို့ဘာဖြစ်ဖြစ်ဒီလိုအခက်ခဲကြတဲ့အကြတဲ့တွေဖြစ်နေတဲ့ဂျာတွေကကျွန်တော်တို့ဖိအားတွေရှိနေတဲ့ဂျာတွေကကျွန်တော်တို့အချင်းချင်းဟိုဒီလိုမျိုးစစ်စင်လို့နေတဲ့အထွဲမှာကွာမင်းမကူညီနိုင်ရင်တော့အနောက်ရှေ့တော့မပေးနဲ့ကွာအ ਨੇ ဆုံးဆင့်ကွာအဲ့ဒါမျိုးလုံနိုင်ပြီဆိုရင်တော့ကျွန်တော်တို့တော်တော်လေးကိုဟန်ကြတယ်ဗျအဲ့ကြောင့်မို့သူတို့ရေတော့ပြောစရာမရှိပါဘူးဒီအချိန်လေးတော့ကျွန်တော်ကိုယ်ထိမ့်သိမ့်နိုင်ပြီးတော့ကျွန်တော်တလန်းချင်းတလန်းချင်းတော့ပေါင်းနေသေးပါတော့ ။ဘူးဘယ်ဖြစ်ဘာမှမလုပ်ဘူးမင်းတို့လက်နဲ့ချရင်။ခုနကလည်းငါတို့ဟိုဘက်မှာလည်းလက်နဲ့ချခိုင်းနေတာအုပ်လိုက်ကြီး။လက်နဲ့မပါလေ။လက်နဲ့မပါလေမင်းတို့လက်မြောက်ပြီလားလေမင်းတို့ဘာလုပ်မှမလုပ်ဘူး။အန်တိုင်းစီမျိုးပြောရမယ်ဆိုရင်ထူးလူငယ်နဲ့နှစ်30ရာဒီနေစတကြောမှာရှိတဲ့တပ်စခန်းလို့သူတို့ပိမ့်ပိုက်ရရှိဖို့အတွက်ဆိုတိုက်ရင်ပေါင်းများစွာကျွန်တော်တို့ဥစားပါတော့ဒီဆီအနာရှင်ဘက်ကတော်တော်လေးအစောဥပမာဆိုရပါစို့ဒီ မန်ပလောရဲ့ရှစ်ကာကင်းတစ်ခုဖြစ်တဲ့ခွေးတောင်စခန်းလို့ဆိုတော့ခွေးတောင်တိုက်ပွဲဆိုတော့နာမည်ကြီးတယ်လေချောင်းတိုက်ခတ်မှုတွေအပါဝင်အကုန်လုံးလုပ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့တည့်ရတလားပါသူတို့ရဲ့ဖော်ပြချက်ရပေါ့နော်သူတို့တိုက်ရင်ကြီးပေါင်းအဲ့ဒီတုန်းကတိုက်ရင်တွေတကယ်ဖွဲ့စည်းပုံတွေရာကနန်းထောက်ကနန်းနီးပါးလောက်ရှိတဲ့တိုက်ရင်ကြီးတွေရှစ်ရင်တော့ပြုတ်ထွက်ပြီးမှခွေးတောင်စခန်းကိုရသွားတယ်အဲ့ဒါတောင်မန်ပလောကိုမရသေးဘူးနော်မန်ပလောရတယ်ဆိုတော့ကျွန်တော်တို့အချင်းချင်းပြဿနာတည့်ချောင်းတည့်ကြရတဲ့တွေ့ချောင်းတာကျွန်တော်တို့အလကားကျွန်တော်တို့ဆုတ်ပေးလိုက်ရတာပဲဖြစ်တယ် တခြားကြံတဲ့စခန်းကြီးတွေဖြစ်တဲ့မော်ဖိုးကေမေလမေတဝေါနော်ဝမ်ခတိဖလူနော်အဲဒီစခန်းကြီးတွေကတကက်တိုက်ပွဲကြီးတွေနှစ်30ကျော်ကလေးကတကက်နာမည်ကျော် BBC အဲ့ဒီ channel ကလည်း BBC view ပဲရှိတယ်အဲ့ဒီ BBC view ဖွင့်လိုက်ပြီးဆိုရင်တော့ ီမော်ဘခိတိုက်ပွဲတို့ပေတရောတိုက်ပွဲတို့မေလာတိုက်ပွဲတို့မှာနေရာယူထားတယ်။ဒါပေမဲ့လို့အဲ့လိုတောက်တောက်လေတည်ကြည်ချပြီးမှရတဲ့တိုက်ပွဲတွေကအခုဆိုရင်တော့ကျွန်တော်တို့ပြန်ပြီးတော့သိမ့်ပတ်တဲ့အခါကျတော့တရရနေရနေတလုံးတရရနေရနေတလုံးစကန်တလုံးကိုကြားသွားဆိုတော့တော်တော်လေးကိုသူတို့အခြေအနေတော်တော်ဆိုးနေပြီဆိုတော့ကျွန်တော်အဲ့ဒါဖော်ပြတာပဲ။နော်ဆိုလိုတာက သူတို့ရဲ့အနေထားရာအထူးသဖြင့်မြေပြင်စစ်သားတွေရဲ့စိတ်ဓာတ်ရေးရမှာရောအထူးသဖြင့်များဒီစစ်သားတွေကရှင်းပြောရင်ဟိုဒီရှေ့တန်းမှာနှစ်နှစ်သုံးနှစ်လောက်လူမလဲပဲလာနေရတဲ့လူတွေလည်းတော်တော်များများရှိတယ်ကနောက်ပြီးတော့ကျွန်တော်တို့ဖမ်းမိတဲ့လူတွေပြန်ပြီးမေးကြည့်တော့မင်းတို့ဘယ်တခါတော့လက်မြောက်ကြလဲဟိုလက်နှချပြီလဲသူတို့တခါဟိုကျွန်တော်တို့ကြုံဘူးတဲ့အဲ့ဒီလက်မြောက်တဲ့အထက်မှာ မနေ့တော့တခွဲဆိုတော့သူပြောတာကတော့လက်ဩဇာလေးလက်နဲ့ချတာဒါတတိယအကျိန်တဲ့ဟာအဲ့လိုအခြေအနေမျိုးတော်တော်ဆိုးနေပြီဆိုတော့ဒီလူဟာမျိုးတွေကစင်ကစင်ကဖြစ်သွားမှာပဲလေကျွန်တော်ပြောချင်တာကတော့ဘီရင်းထဲမှာပဲဖြစ်ဖြစ်နေစားမှာပဲဖြစ်ဖြစ်ဒီလူတွေရဲ့စိတ်ပိုက်စစ်တပ်ပိုင်းဆိုင်ရာတော်တော်ယိုယွင်းပြည့်စီပြီးတော့ရုပ်ဥပ္ပစီဘလောက်ပဲရှိရှိလေဒါလာမရှိဘူးဆိုရင်တော့သူတို့ပြုတ်ထွက်တာကြားလာပြီဆိုတော့ကျွန်တော်အဲ့ဒါပြောတာ